ကဲမင်္ဂလာပါအမျိုးတို့ရေမင်္ဂလာပါမင်္ဂလာပါနော်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဥစွာပထမနှုတ်ခွန်းဆက်လိုက်ပါလေနော်ကဲညကတော့မတင်ပြဘူးလေညအဲ့ပျော်ကတော့ညစ်နေသွားတာနဲ့အဲ့မတင်လိုက်တာကဲမနေ့ကလည်းဖြစ်သွားတဲ့ပုံလေးနော်ခွန်ထိတ်ဆိုတော့ကိုကကြာပြီဒီလိုတွက်ထားတာဟိုး48မိနစ်လောက်ထဲရနေပြီတော့ငြိမ်ကြွားပြီငြိမ်သွားချက်မှမပြောင်းသွားတော့ ထပ်ပြောင်းနိုင်တယ်ခွန်နဲ့လားခွန်တုံညလားခွန်တက်လားခွန်ထိတ်သုံးခွဲကိုကြည့်ပါအောင်နော်အဲ့ဒါအစောရညင်ကြရတယ်လေးနဲ့အဲ့ဒါအရင်ဆိုရင်အဲ့လိုမညင်ဘူး48မိနစ်ဟိုဘက်ကိုအများကြီးပြောင်းတာမနေရမှကြည့်အောင်ဖြစ်ဖြစ်ဖြစ်ပုံကရင်နာဖို့ကောင်းလိုက်တယ်ကဲအခုတော့အဲ့ဒါဒီမနေ့ရှေ့ရဲ့အဲ့ဒါအခုဒီမနေ့မှာပဲတင်ပြလိုက်ပါတယ်တို့နော် တွေ့တာမြင်တာလေးဟမ်လားကဲအဲ့တော့ကြည့်အောင်เนาะကြည့်အောင်ဆိုတော့ဘယ်လိုလာမလဲတဲ့ဆိုတော့ဒါကတစ်ဆက်เนาะဒီထဲမှာကနောက်ပြီးကြည့်ပါတော့ဒီမှာထိတ်စီးနေသွားတာเนาะဒီမှာထိတ်စီးเออไอ้เนี่ยเนาะဒီမှာကလဲသူအလားတူပဲเนาะဒီမှာကတစ်ပင်နှစ်ပင်သုံးပင်ဒါ၄ခါမြောက်เนาะတချို့က၄ခါမြောက်ကြိုက်တယ်တချို့ကဒီလို၃ပင်မြောက်ကြီးကြိုက်တယ် သုံးဘက်ကတ်မြောက်လို့ကြိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်နီးနော်တရားအမှအပိတ်နှလုံးကတော့35အပိတ်ကတော့ဒီချာပေါက်ကိုင်မယ်တရားနော်3လ5လပေါ့ဟာလားအဲ့ဒီနေမှာရှစ်ဆိုတော့ကဏတလုံးပူရသေးတယ်နော်35ရှစ်ဆိုတော့ကဏအဲ့ဒီမှာတိချောက်ကထိတ်နေသွားမယ်နော်အမှန်ကတော့တစ်ကတလုံးနဲ့ထိတ်စီဆင်းတာထိတ်စီကြတယ်ဒီ site က ဒီထက်ကတလုံးနဲ့ထိစီကြအဲ့ဒါကိုသူကတိတ်ဆိုတော့တိတ်ကြပြီဆိုတော့တိတ်ရဲ့ပါကွာ6လို့ရှိတယ်လေသူကအဲ့လိုတွေလှုပ်တတ်တယ်နော်အဲ့ဒါကြောင့်အဲ့ဒါကိုတစ်ချက်ပြန်ပြီးတော့6ကိုလည်းပြန်ပြီးရန်ရမယ်ပေါ့သဘောတကူကနော်ကြတာတော့မင်းကတော့တိတ်ပဲဒီနေ့မနေ့မှာဟိုဘက်နေရာကျပြောရဲပါလေဟိုကမွေးကနန်းငါတိတ်တင့်ငါပေါ့နော်အဲ့ဒီကောင်ကနန်းတော်တော်ကောင်းတယ်ဒီမနေ့လေဒီမနေ့အဲ့ဆိုင်လေးကောင်းတယ်အဲ့ဒါဒီမနေ့အဲ့ဒါရတော့ပါမှာပဲလေအဲ့ကနန်းကတော့နော်ပါမှာပါမှာ ကဲအဲ့တော့ခဏမပြခင်ဆရာတစ်ချက်ကြိုပြီးတော့တောင်းဆိုမယ်เนาะအဲ့တော့ဆရာဒီပိုးလေးကိုแชร์ပေးပါလို့ဟုတ်လားသူဒီ 3D ကဒုရဲဒီမှာเนาะအကယ်၍ခဏကိုကုညီแชร์လေးတစ်ချက်နဲ့ကုညီတာလေဟုတ်တယ်ဟုတ်လားအကယ်၍ခဏတဲ့ခဲ့တော့လေတဘောကအားလုံးအဆင်ပြေကြအောင်ပေါ့เนาะဟိုမတဲ့တော့လေဒါဆရာတို့ကမိတ်ဆွေတို့ကံပေါ့ဟုတ်တယ်ဟုတ်လားနော်တရားကဟိုပောက်ပေးတွေဗာပေးတွေညာပေးတွေဘာမှမပါဘူးနော်ဒါတီးတက်တမဲတကဟိုဘောစေတနာတန့်တန့်နဲ့ ပြပေးတာနော်စေတနာတန်တန်နဲ့တင်ပေးတာဟာလားဘာမှမပါဘူးမိစလို့ကြိုက်ရင်ထိုးမကြိုက်ရင်တော့လည်းမထိုးနဲ့ဘူးကိုထိုးရင်ကိုရမယ်ဘာတပြားမှနော်ပြေးစရာမလိုဘူးနောက်တစ်ချက်ကအကယ်၍မတည့်ခဲ့တော့လေကိုထိုးရင်ကိုကုန်မယ်ပေါ့နော်သဘောတစ်ခုကအဲ့ဒါကြိုက်ရင်ထိုးမကြိုက်ရင်တော့မထိုးနဲ့နော်ဒါကကြာစေတနာတန်တန်အခုလိုင်းပေါ်မှာအများကြီးတွေ့နေရပါတယ်နော်အများကြီးတွေ့ရတယ်တပုံကြီးပဲရှိတယ်အဲ့ဒါပေါက်ပြီးပြီးတော့မှတခါဟိုဘယ်ဖုန်းနံပါတ်ဟိုင်းမှာလို့ဒီဖုန်းနံပါတ်ဟိုင်းမှာလို့ ဒါတွေလှုပ်လာတယ်ဟုတ်လားနောက်ပြီးတော့ဘယ်ဖုံးနှံဘက်ကိုဆက်ခဲ့ပါတို့ဩလူတွေလဲစေတနာမပါရင်မလှုပ်နဲ့လीဟုတ်တယ်ဟုတ်လားနော်ကိုလဲလူချင်တာပေါ့ကိုလဲကြဲ့ရင်ထိုးမကြဲ့ရင်မထိုးနဲ့နော်ဟုတ်လားအဲ့တော့ကိုယ့်ရဲ့စေတနာကတန်ဖိုးရှိပါတယ်နော်ကိုယ့်စေတနာကိုယ်အကျိုးပေးမှာပါဟုတ်တယ်ဟုတ်လားဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအခက်ခဲနေကြတာလေအကယ်၍တချို့ကြတော့ရှိတယ်လေဟာပေါက်ပြီးပေါက်တော့ပေးရမယ်မပေါက်တော့ဘူးကလားပေးမလဲကိုထိုးကိုပို့ဆန်တယ်ကိုထိုးရတာလေအခုလိုင်းမောင်မကဟိုတနေ့ကနှစ်ရက်ရှိပြီတွေ့နေရတယ်နော်တွေ့နေရတယ်တွေ့နေရတယ်တွေ့နေရတော့အရင်ပါပါမပေါက်ပြီးတဲ့ဟာပေါက်တော့ပေးတယ်ထားမှမပေါက်လို့ရှိရင်ရောဘယ်သူကမှလုံးမလဲမလေးဟဲ့တော်တော်တော့ကြွားကြပါရဲ့နော်ကဲဒါဆိုကြည့်မယ်ဟာသိတကားလေးသိမယ်များများမပြောတော့ဘူးနော်ဒီမှာ9 1 9 9 1ပေါင်းချင်းသည်1ဟုတ်ပြီနော်ဒါ၄ပင်ကူနော်အဲ့ဒီကနေနောက်တစ်ပင်ဆက်သွားမယ်ဒီမှာ663ညပေါင်းချင်းသည်1ဟုတ်ပြီနော်နောက်တစ်ခါနောက်တစ်ပင်ဆက်သွားမယ်ဒီမှာ246 426ပေါင်းချင်းသည်လည်း1ပဲဟုတ်ပြီနော်ဒါတန်းဆိုရင်အခုဒီဒီမနက်ကပါလဲဒီမှာ006 43ညလို့ရိုက်တယ် ဟုတ်ပြီနော်သူအဲ့ဒါကိုဖြည့်မှာနော်အရင်ကောင်းတဲ့ site လေးအဲ့မှာကြည့်ပြအဲ့တော့9 1 5ဒီသုံးလုံးပေါင်းရင်1ကိုတဲ့ဒီအထောင်သုံးလုံးမတက်လို့ပြန်ထည့်ရမယ်ဟောတက်လို့ပြန်ချည့်ရတယ်နော်အဲ့တော့ဒီမှာ9 9ရှိချင်ကြောင်တက်ထိတ်လို့သူရတာပေါ့တစ်လုံးနဲ့နော်သူကတစ်လုံးနဲ့ထီးထီးကြတာနော်ဒါဒီ site ကိုကြိုင်ဒီ site ကိုတော့အကဲမော်နင်းဖြစ်တော့အကုန်လုံးတော့ချုပ်ပြီးတော့ထိုးတင်တယ်ပေါ့နော် ဒါကတစ်တလုံးနဲ့ထိတ်စီပြတာနော်ဒီသုံးလုံးတစ်ကိုတဲ့ဒီသုံးလုံးဒီတစ်ဖြည့်ဖို့တဲ့ဒီမှာငါးငါးရှိခြင်းကြောင့်တစ်ထဲရည်တယ်နော်ဒါတပင်နောက်တပင်ဒီသုံးလုံးနှစ်ကြောင်တဲ့ဒီအထောင်သုံးလုံးဒီလည်းနှစ်ပဲဖြစ်ရမယ်တဲ့ဆိုတဲ့အခါကျတော့အပေါ်မှာရှစ်လေးလို့ရှိခြင်းကြောင့်ဒီမှာလည်းနှစ်ဖြစ်တဲ့အတွက်သုံးသာထဲယူလို့ဝင်တယ်ဟုတ်ပြီနော်။ကဲနောက်တစ်ဖက်ဆက်ကြည့်မယ်။ဒီမှာနှစ်။အဲ့ဒီနှစ်ကြောင့်လေတဲ့သူကဒီမှာဒီသုံးလုံးကြီးလည်းနှစ်ပဲဖြစ်ရမယ်တဲ့ ဟောဆိုတော့ဒီမှာ30ရှိကြညောင်းဒါနှစ်ထိပ်ပေါ့ဟာလားဒီမှာ3ရလို့ရှိပြီညောင်းနှစ်ပြောင်းနှစ်ထိပ်လို့ဝင်တယ်ဟုတ်ပြီနော်လှတယ်နော်ဆိုင်အရန်ကောင်းတယ်ကဲဒါဆိုရင်အခုဒီမှာ3ရလို့ရိုက်ပြီ1 1နှစ်နှစ်3ရဒီမှာလည်း1 1နှစ်လို့ရှိပြီကဲဒါဆို3ရလို့တစ်ချက်ယူအောင်နော်အဲ့တော့ဒီမှာခွန်6ခွန်ကဘယ်လောက်လဲ3ရအဲ့ဒီ3ရချောင်းတဲ့ဒီ3လုံး3ရလို့ဖြစ်ရမယ်တဲ့အော်ဒီ3လုံး3ရလို့ဖြစ်တစ်ထိပ်မဟုတ်ဘူးဒါဟော နှစ်ထိပ်နှစ်ထိပ်ဒါ၃ညဖြစ်ရမယ်ဆိုတဲ့ခါကျတော့ဒီမှာရှစ်လို့ရှိပြီနော်ရှစ်လို့ရှိပြီဆိုတော့ဘာထိပ်ဝင်မလဲ၃ညထိပ်လို့တလုံးထည့်မယ်ဒါက၃ညထိပ်နော်၃ညထိပ်လို့တလုံးဝင်ဟုတ်ပြီသူကအပိတ်နှလုံးနဲ့ထိပ်ကတလုံးနဲ့ထီထီသွားတာသူအဲ့လိုသွားတာနှစ်ကွက်ပေါ့နော်ဒီ site ကနှစ်ကွက်ထွက်မယ်အဲ့ဒါခင်ဗျာဆိုရင်ခုနကတော့နော်ဒီတုံညကိုဒီတစ်ကိုဒီတုံလုံးတစ်လို့ထည့်တယ်ဒီနှစ်ကိုဒီတုံလုံးနှစ်လို့ထည့်တယ် အဲ့ဒီနှစ်ကိုဒီသုံးလုံးနှစ်လို့ထည့်တယ်အခုဒီသုံးညကိုဒီသုံးလုံးသုံးညလို့ထည့်အောင်ဆိုရင်ဘာနှစ်ထိတ်ကိုဘယ်လိုသုံးညကြီးပဲရေးပြန်လဲကွာမောစရာကြီးနော်အဲ့ဒါတွေပဲနှစ်ထိတ်တဲ့နော်ဒီမှာနှစ်ထိတ်အဲ့ဒါဒီမှာသုံးညဖြစ်အောင်ဒီသုံးလုံးသုံးညဒီသုံးညဖြစ်အောင်ဆိုနှစ်ထိတ်အဲ့ဒါပဲနော်ဒီဘက်သုံးညစိတ်ဆွေသုံးညတော့ပိတ်ရေးတာနော်ဒီမှာရှစ်လို့ရှိကြအောင်သုံးညဖြစ်အောင်ဆိုနှစ်ထိတ်ဟုတ်ပြီနော်ဒါနှစ်ထိတ်ကဲနှစ်ထိတ်တစ်လုံးရပြီဆိုတော့အပိတ်ကိုတစ်ချက်ကြည့်အောင်နော် အပိတ်တစ်ချက်ကဘယ်လိုကြည့်မလဲဆိုတော့ဒီထဲမှာကာလာခွဲလိုက်မယ်နော်မိတ်ဆွေလေးနဲ့ရှင်းအောင်ဟုတ်လားနော်အဲဒီမှာကြည့်မယ်ဒီမှာ1နော်1 5 6 1 5 6အဲ့ဒီ၃လုံးပေါင်းခြင်းကဘယ်လောက်လဲ1ဟုတ်ပြီနော်အဲ့တော့1ကို မယူဘူးเนาะနှစ်ကိုမယူအဲ့ဒီသုံးလုံးပေါင်းရင်နှစ်ကိုနှစ်ပါဝါဒီကဘာလဲခွန်အဒီနှလုံးအလုံးလုံးမယ်เนาะဒီကောင်မယူဘူးဒီသုံးလုံးကရပေါင်းရင်ရလက်ကိုမယူဘူးဒီသုံးလုံးနှစ်နှစ်ပါဝါဒီခွန်နှစ်နှက်ခတ်ဒီလေးအဲ့ဒီနှလုံးနဲ့အလုံးလုံးဟုတ်ပြီเนาะအဲ့ဒါဘယ်လိုလုံးမလဲတဲ့ဆိုတဲ့အခါကျတော့ဒီမှာကြည့်အဲ့တော့ဒီသုံးလုံးပြန်ပေါင်းမယ် နော်ဒီသုံးလုံးပေါင်းမယ်ဆိုတော့ကနန်းနှလုံးထွက်မှာနော်အဲ့တော့ဒီမှာနှစ်ရဲ့ပါဝါစီဒီသုံးလုံးနှစ်နှစ်ပါဝါစီခွန်ခွန်ခွန်ဟောနှစ်ရဲ့ပါဝါစီခွန်နှစ်နဲ့ခါစီလေးခွန်လေးအဲ့တော့အဲ့ဒီခွန်လေးတဲ့ဒီသုံးလုံးပေါင်းရင်ခွန်လေးဖြစ်ရမှာဒီခွန်ဒီလေးဖြစ်ရတယ်ထည့်ရမှာထည့်ရမယ်ဆိုတော့ခါကျတော့ဒီမှာ30လို့ရပြီနော်အဲ့တော့ခွန်ဖြစ်အောင်ဆိုရင်ဘာထည့်မလဲဆရာတို့ခွန်အပိတ်တစ်လုံးထည့်မယ်နော် ဒီမှာ30ရှိကြအောင်ဒီခွန်ဖြစ်အောင်ခွန်ပိတ်တလုံးထဲနောက်တစ်ခါ4ဖြစ်အောင်ဆိုရင်ဒီမှာ30ရှိရင်4ပိတ်ခွန်4အပိတ်တဲ့သူကနော်နော်ခွန်4ရဲ့ဒါအပိတ်မှာနော်ဒါအပိတ်ဟုတ်ပြီနော်ဒါအပိတ်ခုနကတော့ငါဆရာတို့ဒီ3လုံး1ကိုဒီ1ဖြစ်အောင်ဆိုရင်ဒီမှာ1ထိတ်ဆိုတော့ခွန်4အပိတ်နေဆိုတော့သူကနှစ်ကွက်ထွက်လာတယ်1 4 1ခွန်ဆိုပြီးနှစ်ကွက်ထွက်သွားတယ်နော်အဲ့ဒီနေရာမှာဘာထွက်လဲဒီမှာ1ခွန်ဆိုပြီးသူကြပြီ1ကွက် ဟုတ်ပြီနော်တက်ခွန်ဆိုပြီးတော့ကြာပြီနော်ကဲဒါဒါတပွင့်ပြီးပြီနော်ဒီမှာတက်ခွန်လို့ကြာပြီနော်ကဲဒါဆိုရင်နောက်တစ်ခုဆက်ကြည့်မယ်အဲ့တော့ဒီနှစ်ကိုဒီနှစ်ဖြစ်အောင်ဆိုရင်ဒီမှာတည်းနှစ်ရှိနေအောင်သုံးညထိတ်လို့ရတာပြီနော်သုံးညထိတ်တလုံးရတယ်အဲ့ဒီနေရာမှာဒီသုံးလုံးပေါင်းရင်ဘယ်လောက်လဲ6ဟုတ်ပြီနော်အဲ့တော့6ရဲ့6ကိုမယူဘူးနော်6ပါဝါတက်6နှစ်ခတ်ဒီ9နော်ဒီမှာတက်9ဖြစ်အောင်ထည့်ရမှာဟုတ်လားအဲ့တော့ဒီမှာ4လို့ရှိပြီ နော်ဒီမှာလေးရှိတော့တစ်ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာပါထည့်မယ်ခွန်တစ်လုံးထည့်ပြရမယ်အပိတ်ကနော်ဒီမှာလေးရှိရအောင်ဒီတစ်ဖြစ်အောင်ခွန်ထည့်မယ်နောက်တစ်ခါကိုဒီကိုဖြစ်အောင်ဆိုရင်ဒီမှာလေးရှိရငါခွန်ငါတစ်လုံးအပိတ်တဲ့ဒါအပိတ်နော်ဒါအပိတ်အဲ့တော့ခွန်ငါအပိတ်ကိုခုနကတော့ငါဒီနှစ်ကိုဒီနှစ်လို့ရဖို့ကတုံညထိတ်ထားတယ်တုံညထိတ်လို့ရတာပြီနော်အဲ့တော့ခွန်ငါအပိတ်နေဆိုရင်သူကပါထွက်လာမလဲ ုံညာ5ဟုတ်လားတုံညာခုံလုံး2ကွက်ထွက်တယ်အဲ့တော့သူကဘာကြလဲတုံညာ5ဆိုပြီးသူတဲ့တဲ့ကြတကွက်ကဲနှစ်ပင်ရှိပြီနော်ကဲနောက်တက်တရတစ်ခါကြည့်မယ်တတရကလည်းသူအလားတူပဲเนาะဒီ၃လုံးနှစ်ကြအောင်နဲ့ဒီနှစ်ဖြစ်အောင်ဆိုဒီမှာ၁၀ရှိကြအောင်နှစ်ထိပ်ပါတဲ့ဒီမှာနှစ်ထိပ်လုံးရတာပြီအဲ့ဒါကိုတခါဒီမှာနှစ်၆ဟို၃လုံးပေါင်းတော့ဗာလဲခွန်တဲ့အဲ့တော့ခွန်ကိုအလုံးမလုံးဘူးခွန်နှက်ခတ်စီ၃ညခွန်ပါဝါစီနှစ် ဲ့တော့နှစ်သုံးညလို့လွတ်လို့နော်ဒီနှစ်သုံးညကိုဖြည့်မယ်ပေါ့ဟာအဲ့တော့ဒီသုံးလုံးပေါင်းရင်အဲ့နှစ်သုံးညဖြည့်တယ်မဟုတ်လားအဲ့တော့သုံးညဖြည့်အောင်ဆိုရင်ဒီမှာသုံးရှိခြင်းကြောင့်ဒီမှာပါပိတ်မယ်ခွန်တလုံးပိတ်ရမယ်တဲ့နော်ဒါသုံးညလို့ရနောက်တစ်ခါနှစ်ဖြည့်အောင်ဆိုရင်လည်းဒီမှာသုံးရှိခြင်းကြောင့်ပါပိတ်မယ်ကိုးတလုံးထည့်ပြရမယ်ဒါခွန်ကိုအပိတ်တဲ့ကဲဒါဆိုရင်ဒီမှာနှစ်ထိတ်ကိုခုနကတော့နော်ဒီနှစ်ကိုဒီနှစ်ဖြည့်အောင်ဆိုနှစ်ထိတ်ရပြီအဲ့တော့ခွန်ကိုကအပိတ်နေဆိုတော့ तू ကဘာထွက်လာမလဲဒီမှာနှစ်ခွန်နှစ် ဲရတယ်နှစ်ကိုနှစ်ကွက်ထွက်လာအဲ့ဒါနှစ်ခွန်နှစ်ကိုထွက်တော့ဘာကြလဲဒီမှာနှစ်ခွန်ဆိုပြီးတော့ကွက်တဲ့သူကြတယ်ဟုတ်ပြီနော်ကဲဒါသုံးမကတ်မြောက်ပြီကဲအခုဒီနေ့မနေ့တစ်ခါကိုကြည့်မယ်နော်ဒီနေ့မနေ့ကိုကြည့်မယ်ဆိုတော့အခုကဲဒီသုံးလုံးစီတဲ့ဒီမှာ6ခွန်နော်ဒီသုံးလုံးစီတုံညာကိုတဲ့ဒီတုံညာဖြစ်အောင်ဆိုဆရာတို့ဒီမှာခုနနှစ်ထိတ်လို့ရတာပြီနော်နှစ်ထိတ်ရတာပြီအဲ့တော့ဒီသုံးလုံးစီကပါလဲ 6ခွန်4ဒီလဲခွန်ပါပဲခွန်ပါဝါဒီနှစ်ခွန်နှက်ခတ်ဒီ3ညကဲဒီမှာနှစ်3ညဖြစ်အောင်ထည့်ပေးရမယ်ဟုတ်ပြီနော်ဒီနှစ်3ညဖြစ်အောင်ယူမှာကဲဒါဆိုရင်ဒီမှာပါလဲဒီမှာ6 5က4လို့ရှိအဲ့တော့ဒီမှာနှစ်ဖြစ်အောင်ဆိုရင်ဘာပိတ်မလဲ4လို့ရှိခြင်းကြောင့်ဒီနှစ်ဖြစ်အောင်ဆိုရင်ဒီမှာ4ရှိအောင်8တလုံးပိတ်မယ်ဟုတ်ပြီနော်8ပိတ်တလုံးရပြီနော်8ပိတ်တလုံးရပြီနော်ဒီနှစ်ဖြစ်အောင်လေ ဒီသုံးလုံးနှစ်ဖြစ်အောင်ဆိုတော့ဒီမှာ၄ရှင်းရောင်ရှေ့ပေးနောက်တစ်ခါဒီ၃ညဖြစ်အောင်ထည့်မယ်ဒီမှာ၄ရှင်းရောင်ပါပိတ်မယ်၆တလုံးပိတ်မယ်တဲ့ကဲဒါဆိုရင်၃နှစ်ရှေ့နှစ်၆ဆိုယူကဏ္ဍနှစ်ကွက်ထွက်တယ်ဒီမှာနှစ်ထိတ်ခါလားနော်ဟုတ်ပြီဒီမှာနှစ်ရှင်းနဲ့နှစ်၆နဲ့ကဏ္ဍနှစ်ကွက်ထွက်လာတယ်မိတ်ဆွေတို့ဤအဲ့ဒါဒဲကွက်နှစ်ကွက်နော်ဒဲနှစ်ကွက်ဟာလားကဲကောင်းပြီဒီကနှစ်ကွက်ရပြီနော်ဒီကနှစ်ကွက်ရပြီအဲ့ကြိုက်တဲ့မိတ်ဆွေတွေ၃ပေါ့နော် တာကြိုက်တယ်မိတ်ဆွေတုံးတာကဲနှစ်ရှင်းနှစ်ချောင်းကဘောတင်မယ်ဟဟ်နော်ဘောတင်မယ်နှစ်ရှင်းနှစ်ချောင်းတဲ့နော်ဟုတ်ပြီနှစ်ကွက်ရပြီနော်ကဲဒါဆိုဒီဘက်ကိုတစ်ချက်ကြည့်အောင်နော်ဒီဘက်ကိုတစ်ချက်ကြည့်အောင်ဆိုတော့ဒါကတဆိုင်နော်နောက်တစ်ခု အော်ဒီမှာ၃ငါးအပိတ်လေးဆရာတစ်ချက်ပြအောင်ဒီမှာဒီကနေ့သူစီနီယာနဲ့သွားမှာနော်ဒီထဲမှာတစ်ချက်ယူလိုက်မှာဟာဒီထဲမှာပဲတစ်ချက်ပြန်ယူကြည့်မယ်ပြန်ယူပြမယ်နော်အဲ့ဒါတော့မှကြည့်၅၄၇၃လုံးပေါင်းတော့ဘယ်လောက်လဲ6နော်၅၄၇၃လုံးပေါင်း6နောက်တစ်ခါဒီမှာ8 4 5၃လုံးပေါင်းတော့ဘယ်လောက်လဲ9ဟောဒီ၃လုံး6ဒါစီနီယာသွားတာနော်ဒီ၃လုံး6ဒီ၃လုံး9ဒီမှာ9နော်အဲ့ဒါပြီးတော့ဒီ၃လုံးဒီ ရှေ့တဲ့ဒီမှာ73ခွန်အဲ့3လုံးဒီရှေ့တဲ့သူကလာတာ6ခွန်8ခုဆင်းလာတယ်စီနီယာတိုင်းသွားရတယ်နော်ဒီမှာဒီ3လုံး6ဒီ3လုံးခွန်ဒီ3လုံး8လို့ဆင်းနေတယ်အဲ့တော့ဒီ3လုံး9လို့ဖြစ်မှာပေါ့စီနီယာနဲ့ဆိုရင်အဲ့တော့ဘာပိတ်မလဲအဲ့3လုံး9လို့စီနီယာနဲ့ပေးမယ်ဆိုရင်ဒီမှာ၄ရှိတော့9တလုံးပိတ်ပေးရမယ်ဟော9ပိတ်တလုံးရပြန်ပြီနော်ရတာတစ်ဆိုင် နော်ဒါဒါဒါကိုကူကူဒီဘက်ဆိုက်ကိုပြဖို့ပါအိုးသုံးငါအပိတ်ကိုကြာပြဖို့အောင်ဒါအခြေခံပြတာနော်ကဲဒီမှာငါးပိတ်တစ်လုံးရတယ်နော်ဒါကတစ်ဆိုက်ကြိုက်တာကိုသုံးနော်အဲ့ဒါငါးတစ်လုံးအပိတ်ဒီဆိုက်ကနော်ဒီဆိုက်ကဒါစီနီယာနဲ့သွားတာနော်နော်ဇာရတော့ဒီဆိုက်ကိုကြိုက်တယ်နော်ဒီလေးလေးဒေးဝင်ဆိုက်ကိုကြိုက်တယ်ကဲဒါဆိုရင်နောက်တစ်ပတ်ဆက်ကြည့်မယ်နော်အဲ့တော့ဒီမှာအခုငါးပိတ်ရပြီနော်ကဲဒီမှာကြည့်ရအောင်နော်ဒီဆိုက်ကိုကြည့်ရအောင်ဒီဆိုက်ကတော့ ခုနလိုပဲလေငါးတလုံးကိုတုံးငါအပိတ်ပေါ့ तू ကတုံးတလုံးပေးတာနောက်ဘယ်လိုပေးလဲဆိုတော့နေအောင်ခဏလေးဟောဒီမှာ656လေး56ပေါင်းခြင်းဒီငါဟောပြီနော်အပင်ဆက်တိုက်သွားမှာနော်နောက်တစ်ခါဒီမှာ3 3 3 3ပေါင်းခြင်းဒီ6ဟောပြီနော်အဲ့ဒါပြီးတော့တစ်ခါဒီမှာအပင်ဆက်တိုက်သွားမယ်26ကိုပေါင်းခြင်းဒီ6 ဘယ်လောက်လဲခွန်ဟုတ်ပြီလားအဲ့တော့9 6ခွန်ဒီ3လုံး9ဒီ3လုံး6ဒီ3လုံးခွန်ဒီ3လုံး8လို့ဖြစ်အောင်ဆိုရင်လည်းဗာထည့်မလဲဒါက၄ပင်သူလည်း၄ပင်ဆိုင်ပြီနော်ခုနဒီကောင်လည်းပဲအလားတူပဲဒီမှာ6ခွန်6ခွန်8 9နော်ဒီကောင်က6ခွန်8 9လို့ဆင်းတာเนาะဒီမှာ6ခွန်8 9ဟာဒီကောင်က9 6ခွန်8လို့ဖြစ်မှာဆိုရင်မပိတ်မလဲ 3လို့ပိတ်ပြရမယ်အဲ့တော့ဒီမှာ3တလုံးဒီထဲကိုထပ်ထည့်လိုက်မယ်ခုန5ဒီမှာ3เนาะကဲ3အပိတ်တဲ့เนาะအဲ့တော့သေချာတာတစ်ခုကမလီအဲ့တော့သေချာတာတစ်ခုကခုနကတော့ဒီဘက်မှာကဒီ site ကြီးကဒီဘက်နောက်ဒီ၄မိနစ်ဒီ site ကြီးက6လို့ရတယ်အဲ့ဒီမှာ3 5ဆိုတော့မင်းကွဲနေတယ်တူလား3 5 6 6လေးလုံးပိတ်ပြီးတော့အဲ့ဒီနှစ်ထိတ်နဲ့အဲ့လိုကစားရင် ပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ဆရာထင်တယ်လေနော်ဟာလာပို့ပြီးအဆင်ပြေလို့မယ်ထင်တယ်ဟာလာအဲ့တော့ဒီတဲကိုနောက်နှစ်ကွက်ထပ်ထည့်လိုက်မယ်နော်ဒါကထိတ်စီးပြီဆရာတီးတန့်ပြပြတာနော်နောက်တစ်ခုဒီမှာဟောခုနကတော့ဟောနှစ်ထိတ်နော်အဲဟုတ်ပြီဟု6 9ရှင်ဟုတ်ပြီနှစ်ထိတ်နော်အဲအဲ့တော့ကဲအဲ့တဲကိုဟောထပ်ထည့်လိုက်မယ်နော်ဒီကောင်နှစ် ငါးသုံးထပ်ထည့်လိုက်မယ်ပေါ့ဟုတ်တယ်ဟုတ်လားနော်ခုနကရဲ့ဒီသေးကိုခုနှစ်ထိတ်နဲ့ရှစ်ချောင်းအပိတ်กว่าလားနော်ဒီမှာကနှစ်ထိတ်နဲ့ရှစ်ချောင်းအပိတ်နှစ်ရှစ်နှစ်ချောင်းလို့ဒဲနှစ်ကွက်ရတာအဲ့ဒါကိုဒီငါးသုံးအပိတ်တစ်လုံးထပ်ထည့်လိုက်မယ်နော်လေးကွက်ထပ်သွားမယ်ပေါ့ဟုတ်လားနော်ကဲအဲ့တော့လေးကွက်ထပ်သွားပြီခုနကဟိုကျန်ပြောတဲ့ဟိုဘာလဲကျန်တော့မွေးကနန်းလေးတော့မမေ့နဲ့နော်ခုနကထိုးထိုးထားတဲ့ကနန်းလေးအဲ့တော့ဒီမှာနှစ်နှစ်ငါနှစ်သုံးဆိုပြီးနှစ်ကွက်ထပ်ထည့်လိုက်မယ်ဟုတ်လား ကဲအားလုံးပဲလက်ဆင်ပြေကြပါစေနော်စိတ်ချမ်းသာညကိုယ်အီးချမ်းသာညပြည့်စုံကြပါစေတဲပဲနော်ဟာဟိုပါအားတော့ပါပါလေးအားပါနော်ကဲအားလုံးပဲဆင်ပြေကြပါစေဒါကဟိုတင့်ကားတော့ဒါလေးကမနေ့ပြန်အထိထိုးရမှာနော်ဒါမွေးဒါမွေးနော်ဟုတ်လားဒါမွေးရမှာတင်ကအာပေါ့အဲ့ဒါဒီကောင်အာပြရမယ်နော် ကဲအားလုံးပဲရှင်ပြကြပါစီစိတ်အချမ်းသာခြင်းကိုယ်အီချမ်းသာခြင်းပြည့်စုံကြပါစီဟဟလားလူအင်ဆန်နိုင်လေတလုံးတော့ပြေးကြပါစီလို့နော်ကဲညနေပိုင်းလေးဆရာဆက်ပြီးတော့ရှားလိုက်အောင်နော်ညနေပိုင်းဆက်ကြိုးစားလိုက်အောင်ဟဟလားဒီညနေပိုင်းဆက်ကောင်းကောင်းလေးအခုလိုစိုက်မှုလေးတွေတွင်ဆရာထပ်တင်ပေးလိုက်မယ်နော်ဒီမှာဒီစိုက်မှုလေးတွင်ထပ်တင်ပေးမယ်ဟလားဒီကောင်းတော့ဆရာကြိုက်တယ်လေတော်တော်လေးကြိုက်တယ်နော်ဟလာအဲ့တော့နှစ်တလုံးကိုအပိတ်လေးလုံးကတော့တည်ကြပါပြီအဲ့တော့နှစ်တလုံးဒီထိတ်စီငိန်သွားတာနဲ့ပြီးသွားပြီပွဲကနော်အဲ့လေးွက်တယ် ဟိုနှစ်ထိတ်လို့ညင်လိုက်တာလေโอเคပါပြီเนาะကဲအားလုံးပဲဘိုင်ဘိုင်ညနေပြန်ဆောင်ကြမယ်ဟဟ။ရရင်မော်လေးเนาะဆိုင်ရရင်ပြန်ဆောင်မယ်မရရင်တော့ဆရာမတင်တော့ဘူးเนาะကဲအားလုံးအဆင်ပြေကြပါစေဗျာ။